လေပန်းပြောသူဒေါ်လန်ကလေးကများအားလုံးပဲမင်္ဂလာပါခင်ဗျဒေါ်လန်ရှူချူး channel လေးဖြစ်တဲ့ Clicker Universe ရှူချူး channel လေးရနေပြီးတော့ဓာတ်ပန်းပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့ရက်ဒီချိန်လေးရတော့ကျွန်တော်ရဲ့ပြန်လဲမျှဝေတင်ဆက်ပေးရမယ်အချိန်လေးပဲပေါ့ဗျာဒီနေ့ကျွန်တော် Clicker ကိုပြန်လဲပြီးတော့မျှဝေပေးချင်တာလေးကတော့ ဆရာအကြီးတော်ရဲ့အမတ်တရားအနေနဲ့ဆရာကြီးတော်ရေးသားထားတဲ့မိသားဟတ်တရားဟာတတ်ချမ်းဆိုတဲ့စောက်လီတွေကတော့ပစ်တွန်တင်းဘဝတက်လန်လေခါနံပါတ်24ကိုကျွန်တော်ပြန်လဲပြီးတော့မျှဝေပေးခြင်းပါတယ်ခင်ဗျာအဒီတော့ပစ်တွန်တင်းလေးတွေမှာဆရာကဘလို့ဘုသူတရားဆရာအကြောင်းအရာတွေနဲ့ဘဝ တက်လန်းလေကားလေးကိုပုံဖော်ထားမလဲဆိုတာလေးကိုတော့ကျွန်တော်နဲ့တူ live ပါနားဆင်ပေးပါဦးခင်ဗျာပြီးတော့လေမေတ္တာဟတ္တယဟာတတချံဆိုတဲ့အတိုင်းဘလို့ဟာတလေးတွေနဲ့နှောပြီးလာအောင်မလဲဆိုတာလေးကိုတော့အဲဒီဟာတလေးတွေမလိုက်ခင်ပါဠိတီကိုအကျော်လျှော်ထားပါဗျာ အစင်းသေးဖြင့်ကျွန်တော်တို့ topic လေးစီတွားလိုက်အောင်ပြ topic 20လေကနံပါတ်20လိုအပ်ရင်ဘဝကိုတောင်းပြောင်းလဲတင်သည်တရတွင်ကျွန်တော်တယောက်တည်းအိမ်ထဲမှာထိုင်နေစဉ်ငှက်တကောင်အိမ်ထဲဝင်လာပါသည်ထို့နောက်မက်ဆေ့လေလမ်းမှာ၍ပရင်ပေါက်ပေါ်ကမန်အလင်းဝင်ပေါက်ကိုတိုးရင် အပြင်ထွက်ရန်ကြိုးစားနေတော်သည်ကျွန်တော်လည်းအမြင်ကွင်းကိုအံဩစွာခြေနေမိပါသည်ထိုငှက်ခမားမှာမလျှော်တော့ဇွဲနှင့်မန်ကိုအလင်းဝင်ပေါက်ကိုတိုးနေရင်နန္နာီလောက်ကြာပါလေကြာတော့ကျွန်တော်လည်းတနာဝါပြီးတော့အမှန်ပြတင်းလေးများကိုခွင်ကငှက်ကလေးကိုမောင်းလွှတ်လိုက်သည်အဲ့ဒီတော့မှပဲပို့ဆိုးတော်သည်နန္နာီလောက်ဇွဲနှဘဲနဲ့ယုံကန်နေရသောငှက်ကလေးသည်ကျွန်တော်ကိုမြင်တော့လန့်ပြီးတော့ဥတီတာပြန်တော့သည် ဒီဘက်အလင်းဝင်ပေါင်းမှာဟိုးဘက်အလင်းဝင်ပေါင်းဟိုးဘက်အလင်းဝင်ပေါင်းမှာဒီဘက်အလင်းဝင်ပေါင်းပြန်တန်းကမန်နဲ့တတော်နုံတိုင်တော်သည်ကြာတော့နှုတ်သီးပြားမှသွေးများယူစီလာသည်အထိဖြစ်လာ၏ငယ်ကလေးလဲဘိုး၍သွေးပြတ်တော်အနေထားသို့ရောက်လာတော်သည်အမန်တော့တကယ်ပြတင်းမောက်သည်သူတူးနေသောမန်ပါဦးအောင်ရှောင်းလမလောက်သာရှိသည် သူရဲ့ပြန်တမ်းမှုကို6လမလနှိမ့်ပြီးပြန်လိုက်တည်ရင်ပင်ဗတ်တင်းပေါင်းမှအလွယ်တကူထွက်နိုင်မည်ဖြစ်ပါသည်သို့တော်ငှက်ကလေးတည်ရမဖြစ်နိုင်သောမန်ပေါင်းမှထွက်ရန်မစုံမနစ်ဇွဲနဲ့စူးစားနေတော်သည်စူးစားတိုင်းမအောင်မြင်သောသာတကတခုဖြစ်ပါသည်တချို့လူများပြောပါသည်ဘယ်လို့မဆိုဆွဲနေပဲနဲ့ဆိုင်လိုက်မတက်လို့လိုက်ရင် မောရှာအောင်မြားမည်ဟုဇွဲဟုဗနနေထားမည်နိနှစ်30လား50လားတသက်လုံးလားတို့ငဲ့ငယ်နဲ့မန်ပတင်းကအတိမြင်တစ်ခုပေးပါသည်တို့ငဲ့ငယ်ဘလောက်ဆက်လက်မသက်ကြိုးစားကြိုးစားမန်ပတင်းကလွတ်မြေမဟုတ်ပါထို့ကြောင့်ကိုယ်နဲ့မတိုက်ဆိုင်မဖြစ်နိုင်သောအလုံများကိုကြိုးစားနေမည်အစားမဖြစ်နိုင်ဘူးတေချာလင်းချက်ချင်းတော့လဲ၍ အခြားအမြင်တစ်မျိုး အခြားအလုပ်တစ်မျိုး အခြားဘဝတစ်မျိုးကိုစတင်ပေသည်မဖြစ်နိုင်သောဘဝကို အလင်းမြေရဲ့နိုင်ခြင်းသည်လည်းအရေးချင်းတစ်ခုဖြစ်ပါသည်တောအုပ်ကြီးတစ်ခုတည်းတွင်တရိတ်ဆန်များ အစီဝေးလုံနေကြသည်တောအုပ်ရှင်သေးကြီးဤစီဝေတွင်ဒီတော်ဒီတော်မိခိုနေထိုင်သောတရိษံမန္တမြအယက်တေစာတောက်စားခြင်းမှရှောင်ခြင်းရန် ပြောဆိုဆုံးမနေသည်အချိန်တော်ချာနောက်ကြပြီးမှယုံတကောင်သည်အရက်အလွန်မူး၍ရိုင်ထိုးရိုင်ထိုးနဲ့ရောက်လာပါသည်ဒီရက်ယာရီဥရဘလောဓမာချာယာရီဥရလေးဆိုတော့အေးကလေးနည်းနည်းလေးဝင်လုံနေရတယ်နောက်ကျသွားတယ်ဟဲဟဲအလွန်စိတ်ဆိုးသွားတော့တော့ပြင်ချင်းတည်းရယုံဝါဆိုင်ကျင်နဲ့ပြောသည် ဟိတ်ကောင်ယုံမင်းဒီတော်ဒီတောင်ထဲမှာနေအရက်မတောက်ဘူးဆိုတာငါအမိတ်ထုတ်ထားတယ်မသိဘူးလားအစီဝေးလာချိန်ကို အချိန်မီမလားပဲအရက်တောက်နေရဲ့ညာလှုပ်လိုက်ရတော့တေတော့မယ်နောက်တစ်ပတ်စီဝေးကိုနောက်ဝင်ကြစေနဲ့အရက်လည်းလုံးဝမတောက်နဲ့ငါပြောတဲ့စီကံမလိုက်နာလို့ကတော့တေပြီးတာမက်ယုံကယူကြမူကြနဲ့ ဟဲ့ရဲ့ပါရှင်နေမင်းရဲ့နောက်ဖြစ်အောင်ရှိုးသားပါမယ်ခုဂတိပေးလိုက်သည်ရှေပတ်တရိษံစီဝေးများတွင်လည်းယုံပြောင်းနေ၍ရှင်တေမင်းကတရိษံများမေသည်ပြီးမှတော်တော်ကြာတော့မှယုံကရိုင်ထိုးရိုင်ထိုးနဲ့ရောက်လာပြီ please ဒီတခါဒီတစ်ပတ်တော့လေရာရီတို့ကအယံပူတော့အပူကန်လေးနင်းနေဝင်လုံးတယ်နင်းလေလေနောက်ကြွားတယ်ဟရှင် ရှင်းနေမေ please please ဟေးအောင်ငမူးမင်းကိုအရင်ပတ်ကလေးကငါပါပြောလိုက်လေအာချစ်တေမေရလေဒါပူလို့နည်းနည်းလေးလို့တာပါနည်းနည်းဆိုမှတကယ်နည်းနည်းလေးဒါပေမဲ့တည်ရမလားအဲ့တမောထုံးတယ်လားအဲ့အလေးဝဲလာရင်ဟာဟေးအောင်တော်တော့ကွာငါပပိတ်တီလေးရမျက်ခွတ်မှာတေးရပါပါပါမယ် ငါ့ကိုစကကြောရှေပြီးလာရင့်မနေဘူးဒီတစ်ပတ်တော့ထားရတော့နောက်တစ်ပတ်အစည်းအဝေးမှာမင်းဒီတိုင်းတာမူနေမင်းတရိစံနေစံပြနေတဲ့တက်ပြရမယ်ဒါပဲတာနင်းနေပဲတော်ပြီနင်းနေပဲမူရဗက်ရှင်တွေရတယ်သိဟုတ်တာတော်ရှင်တွေဆွဆွမြေဟောင်းနေရှင်တွေဟောင်းဟေးတော့တိတ်တိတ်နေမူပြီးရင့်မနေတဲ့မြက်ခွက်ကတော့စုတ်ခန့်နေနေပြီ ဒီလိုနဲ့ပဲတိရစ္ဆာန်အစီဝေးပြီးပြန်ရောလော်ရိုးလို့စင်တဲ့အတိုင်းအစင်လာရနောက်တစ်ပတ်ကျတော့လဲအစီဝေးထပ်လုပ်ကြပြန်ရောဒီတစ်ခါကျတော့နောက်ကြာယူထုံးစံအစင်လာရဟိုးတကောင်နောက်ကြာနေပြန်နေဒီခါချစ်တယ်မင်းရဲ့ဒေါ်တာဟိုကတုံ့နဲ့ထိုးလို့ဖြစ်နေပြီကဲတိရစ္ဆာန်များအားလုံးဒီတစ်ခါတော့ဒီတောက်ယုံကိုတော့ခွင်လွတ်လို့မရတော့ဘူး မက်လောက်သားလောက်စုံမမှဖြစ်တော့မယ်အဲ့ဒီယုံစုဘယ်မှနေမလဲလိုက်ရှာကြည့်အောင်ချင်းတိမင်းတွက်ကင်းရမှန်နေချင်းတိမင်းနဲ့နောက်လိုက်ပေါင်းပါလို့လိုက်ရှာကြရရေစံတစက်နအတာဘောကိုကဲ့ရွေလဲနေတော့ယုံငမှုကိုတွေ့ကြသည်ချင်းတိမင်းကလည်းဒေါသတကြီးနဲ့អော်ပြောသည်ဟဲ့အောင်ငမှုအခုထတယ်မင်းကိုအရမတအောင်လို့ငါပြောထားတာဘာလို့တောင်း ရှင်ကမျက်လုံးလေးပီကလက်ပီကလက်နဲ့လောက်ရဲ့ဟမ်အော်လားငေါလားဒီလားဟာခင်ဗျာဘလူးလေအော်မငါတော့မမတ်မိတော့ဘူးပါလေဟေးကဒီတော့ဒီတောင်အပိုင်စားရတဲ့တိတ်ဆန်တို့တနေ့အရှင်ချင်းသေးမင်းကွာဟမ်အော်တော်ဘယ်ချင်းသေးမင်းဆိုတာလားမင်းတလောက်မတုံးပါဘူးကွာ တော်ပြီချင်းသိပြီစစ်ပေါ်ပါဟမ်အဆွေတော်တော်ပါရဲ့အုတ်ချိုကြီးတော်တော်ပါရဲ့လုံးလုံးလေးဘင်းနဲ့တွတ်တွတ်ရေးတော်ပါရဲ့ပေါ်လာကျဟမ်ရှောင်းဤပြုမှုကအတူယူစရာကောင်းပါလေကိုယ့်ရဲ့ယုံကြည်ချက်ကိုဆိုင်လမ်းမဲ့တလို့၍မရတော့အခါချက်ချင်းပွားပြောင်း၍ ကိုယ့်ရဲ့ရှင်ကြည်ချက်ကိုရအောင်ယူလိုက်ခြင်းပင် ဖြစ်ပါသည်လေးစားပါရဲ့ငမူးရှုံဒါနဲ့မှမရှင်းသေးရင်ဥပမာတစ်ခုပြပါမည်ရုရှားပြင်သစ်နဲ့ဂျာမနီတို့သုံးဦးအရက်ဆိုင်တစ်ခုမှဆုံပြီးတော့မြည်သူနိုင်ငံထုတ်အရက်ကပူပြင်းကြောင်းအငင်းပွားကြရမှအလောင်းစားတစ်ခုကိုပြုလုပ်ကြလေသည်ကဲကွာလေဒီလိုညင်းနေလို့တော့မပေးဘူး ကိုအရက်ကိုကြွတကောင်ဖမ်းပြီးတော့စမ်းတတ်ကြတာပေါ့ဟိုဆိုရင်ကြွတကောင်စီကိုဖမ်းလိုက်ကြသည်ပြင်းထက်ကသူ့နိုင်ငံတော်ရက်ကိုကြွအားတိုက်၍လွတ်လိုက်သည်နှင့်ကြွမှာလဲတဲလဲတဲနဲ့ရှောက်သွားပြီးတော့9မိနစ်ကြာသောအခါတောင်းတစ်ခုတွင်အိပ်ပျော်သွားလေသည်ရက်ရှားကလည်းအားကြမခံကြွအားသူ့နိုင်ငံတော်ရက်ကိုတိုက်လိုက်ရာကြွမှာဟိုးလျှောက်သွားဒီလျှောက်သွားနဲ့3မိနစ်အကြာတွင်အိပ်ပျော်သွားလေသည်နောက်ဆုံးဂျာမန်မှသူ့နိုင်ငံတို့အကောင်ဆုံ အရက်ကိုထုတ်ရကြွအားတိုက်ချလိုက်သည်ကြွမှာ၃မိနစ်ကြာလဲမအိတ်၅မိနစ်ကြာလဲမအိတ်ပဲနဲ့လဲတဲလဲတဲနဲ့ရှောက်သွားနေပြန်သည်ဂျာမန်မတ်စိတ်ဆိုးပြီးကြွကိုပြန်ဖန်ကနောက်ထပ်ဗော့ကာအရက်များကိုထတ်တိုက်လို့ရထတ်တိုက်၍လွှတ်ရှာလိုက်ပြန်သည် EJ တွင်လဲကြွမှာမအိတ်နိုင်သေးပဲဟိုနေရန်ဝင်တိုက်ဒီနေရန်ဝင်တိုက်နဲ့ရောက်တရာရှောက်သွားနေတဲ့ဖြင့်နောက်ဆုံးဂျာမန်ဒါမခံမရနိုင်ဖြစ်ပြီးတော့ဟဲ့အောင်ကြွတ် မင်းခုချိန်ဒီမအိတ်နိုင်သေးဘူးလားခွာဟမ်ဆိုလိုက်ရချက်ကဒေါ်လာရှိတယ်ဟာဒီညမှာကြောင်တကောင်ရဲ့မျက်နှာကိုလက်သီးနဲ့မထိုးရမချင်းမအိတ်နိုင်ဘူးကွာကဲမပါဘူးကိုယုံကြည်ချက်ကိုစူးစမ်းကြည့်မရရင်အ мян ရက်တခုခုအစ်စ်အ мян ပြန်ဆက် ဒါမှအောင်မြင်မှာဒီထဲကဒီထဲကရုံငမူးရဲ့ကိုယ်ယုံကြည်ချက်ကိုဖော်ထုတ်တဲ့ပုံလေးရောသဘောကျကြလीเนาะဟုတ်ကဲ့ဒါလေးရတော့ဒီနေ့ topic 20ရဲ့ဘဝအောင်မြင်လေကားနံပါတ်20ပဲဖြစ်ပါတယ် အချိန်ပေးပြီးတော့ live ပါနားဆင် clip ပေးခဲ့ကြတဲ့ဒေါ်လန်ကလစ်ကဒုတိယခြေစီတိုင်းကိုကျွန်တော်ဂျေစုတင်ပါတယ်ခမဒါနဲ့ကျွန်တော်တင်ဆက်ပေးလာခဲ့တာ topic 20 6 live ပေါ့ဗျာအဲ့ဒီမှာကျွန်တော်တခုစံတမ်းမှုလေးလုပ်ချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်မျှဝေပေးခဲ့တဲ့ topic 11အနေပြီးတော့ ော့ပေတွန်တင်းအထိအဲ့ဒီတော့ပေတွေကဘယ်ကာရက်တာတွေရဲ့ဘယ်ဒိုင်ယာလော့လေးတွေကိုသဘောအကျဆုံးလဲဆိုတာလေးကိုတော့ကွန်မန့်မှာပြန်လဲပြီးတော့ပြောင်းပေးခဲ့ပါဦးခင်ဗျာအားလီကတော့အာခေကာတွေကိုပြန်ပြီးတော့ test လေးလုပ်တာပေါ့ဘလောက်ကြီးဘလောက်ထိမှတ်သားမိလဲဆိုတာလေးပြန်ပြီးတော့စစ်စစ်ရပါဗျာ လစ်ပန်ပြိုးသူဒေါ်လန်ကလေးကများအားလုံးပဲတဘာဝတရားရဲ့ဘေးအန္တရာယ်ဆိုးတွေအာနာယူဖက်စစ်မိဆာကောင်ရဲ့ဝေဟင်အန္တရာယ်ဆိုးကနေပြီးတော့လုကင်းလွတ်မြောက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာအခုကတော့တနိုင်ငံလုံးအတိုင်းတာအနေနဲ့တတိထားနေရတော့အဲ့ဒီဝေဟင်အန္တရာယ်ပဲပေါ့ဗျာအာနာယူကောင်ကမြေပြင်မှာထိုးစစ်စင်ပြီးတော့ဝေဟင်ကနေပဲအသေးလေးဖိနေတယ် အဲကြောင့်မလို့အာနာယူတို့ရဲ့ဝေဟင်သတင်းကိုအမြဲမပြတ်တင်ပေးနေတဲ့ဝေဟင်ဆိုတဲ့ Telegram channel လေးကိုလည်း join ရဖို့ပြောချင်ပါသေးတယ်။အထူးအနေပြီးတော့အမြဲမပြတ်ဖက်စစ်မိစာတွေရဲ့လေရင်အန်ရီတွေကိုနားဆွင့်ကြတာပေါ့ဗျာ။ဒေါ်လန်တိဒေါ်လန်တိလေးရှိတယ်ပြီးတော့အာနာယူနဲ့အာနာရှင်စနစ်တစ်ခုလုံးကိုကျိုးစင်ပူကြဆိုဗျာ။ ဟုတ်ကဲ့ကျွန်တော်ကတော့အဇယ်ပါဗျအဇယ်ဆိုရင်ကလပ်ပါရီမူချီလေးနဲ့တွဲပြီးတော့ဒီသားမှတ်ထားပေးပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားဖို့မေတ္တာရဲခံပါတယ်ခင်ဗျာဟုတ်ကဲ့တော်လန်နေစေနေရများပါခင်ဗျာမဟုတ်မခံနဲ့တုံပြန်အန်တုတွန်းလန်ဖက်စစ်တန်း